မန်နေဂျာတွေဟာရှုချောင်းမှာဘာလုပ်မလဲဆိုတော့သူတို့ရဲ့ရည်ရွယ်ချက်အတွက်သူတို့ရချင်တဲ့ရည်ရွယ်ချက်တွေအတွက်ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတော့ future အတွက် plan တွေကိုရေးဆွဲကြလိမ့်ရှိပါတယ်ကျမတို့ financial manager တွေအတွက်ကတော့ financial planning ဆိုတဲ့ခေါင်းစဉ်အောက်မှာ manager တွေဆောင်ရွက်ရမယ့်လုပ်ငန်းဆောင်တာတွေရှိပါတယ်ကာလရှည်အတွက်ရေးဆွဲရမယ့် long term financial plan ရယ်ကလာတူအတွက်ရေးဆွဲတဲ့ short term financial plan ရလို့ကျမတို့ထပ်ပြီးတော့ခွဲခြားထားလို့ရပါတယ်။ကလာရှိလို့ပြောရင်ကျမတို့ဒီနေရာမှာ 3နှစ်ကနေ5နှစ်လောက်အတွင်းမှာရှေ့ဆက်ဘာလုပ်မလဲလာမယ့်3နှစ်အတွင်းမှာကျမတို့ဘဏ္ဍာငွေလူအပ်ချက်ဘာတွေရှိနိုင်တယ်လဲအဲ့ဒီရှာဖွေထားတဲ့ဘဏ္ဍာငွေတွေကိုဘယ်လိုသုံးစွဲမလဲဆိုတော့ sources and uses of financing အပိုင်း3နှစ်နဲ့5နှစ်အတွင်းမှာဘာတွေဆက်လက်ဆောင်ရွက်မလဲဆိုတဲ့အပိုင်းတွေကိုကျမတို့အသေးစိတ်စဉ်းစားထားပါတယ်စီမံထားပါတယ်ရည်ဆွဲထားပါတယ်အဲ့တော့ long term မှာအများတန်းကြီး3နှစ်5နှစ်လို့တော့မဆိုလိုပါဘူး Guardian မှာကျမတို့နှစ်ရှည်လာများ10နှစ်စာအတွက်လျာထားတာတွေရှိတယ် ပိုဝေးတဲ့ကာလကာလရှိကာလတွေအတွက်စဉ်းစားမယ်ဆိုရင်တော့ long term plan ဟာပို့ပြီးတော့ detail ဖြစ်တာနေသွားနိုင်ပါတယ်ပို့ပြီးနီးကပ်တဲ့ကာလတွေအတွက်ဆိုတော့ plan ကိုပို့ပြီးတော့တိတိကျကျနဲ့တိတိကျကျစဉ်စီစဉ်သတ်မှတ်ထားလို့ရပါတယ် short term plan အနေနဲ့ပြောရင်တော့တစ်နှစ်အတွင်းကိုအဓိကရွေးပါတယ် within the 12 months ဆန္ဒလအတွင်းငါမဲ့တစ်နှစ်အတွင်းမှာဘဏ္ဍာငွေရယူဆောင်ရွက်ပုံနဲ့ဘဏ္ဍာငွေတွေဘယ်လိုသုံးစွဲမလဲဆိုတဲ့ financial plan ကိုအဓိက အသေးစိတ်ရေးဆွဲထားတယ်ဆိုရင်အဲ့ plan တွေကိုကျမတို့ short term plan လို့သတ်မှတ်ပါတယ်အဲ့တော့ကာလရှိကာလတူ plan တွေအပြင်ကျမတို့ strategic plan ဆိုတဲ့ကာလရှိအတွက်ရည်ရွယ်ပါတယ် long term အတွက်ရည်ရွယ်တယ်ဒါပေမဲ့ကိုယ့်လုပ်ငန်းတစ်ခုတည်းအတွက်စဉ်းစားတာမဟုတ်ဘဲနဲ့ ပြင်ပမှာရှိတဲ့ other competitor တွေ other business တွေနဲ့ဆက်နွယ်ပြီးတော့ပါ market ထဲမှာကိုယ့်လုပ်ငန်းကိုဘယ်လိုရှင်သန်အောင်ဘယ်လိုဆက်လက်ရပ်တည်အောင်ဆက်လက်ဆောင်ရွက်မလဲဆိုတဲ့ long term plan တွေကိုတော့ကျွန်တော်တို့က strategic plan လို့သတ်မှတ်ပါတယ် internet အမြင်သာမက external အမြင်တွေကိုပါ external ရဲ့ဖြစ်ပေါ်လာနိုင်တဲ့ condition တွေကိုပါထည့်သွင်းစစပြီးတော့မှတွဲဖက်ပြီးတော့မှလုပ်ငန်းရဲ့အကောင်းဆုံးသွားနိုင်တဲ့လမ်းကြောင်းကိုရွေးချယ်စဉ်းစားထားတာအပိုင်းစဉ်းစားမဲ့အပိုင်းကိုတော့ strategic plan လို့သတ်မှတ်ပါတယ် cash budget လေးကတော့များသောအားဖြင့် short term အတွက်ရေးဆွဲလို့ရှိပါတယ်ကာလတူအတွက်များသောအားဖြင့်ရေးဆွဲကြပါတယ်ပုံပြီးတိကျတဲ့ကိန်းဂဏန်းနေနဲ့ပေါ်ပြတယ်ငွေရရှိရာအရင်းမြင့်တဲ့ငွေတွေထွက်သွားမဲ့သုံးဆွဲမဲ့ usage တွေကိုအဓိကရေးဆွဲတာပါတနည်းအားဖြင့် cash receipt နဲ့ cash payment ကိုရေးဆွဲထားတယ်လို့ပြောရင်လည်းမှန်ပါတယ်။ Normally ကတော့ကျမတို့တစ်နှစ်အတွင်းတစ်နှစ်ကိုမှထပ်ပြီးတော့ခွဲခြားထားမယ်ဆိုရင် quarterly သုံးလစာသို့မဟုတ် monthly တစ်လစာစီဆက်လက်ရေးဆွဲလို့ရပါတယ် cash budget လေးကိုကျွန်တော်တို့နောက်ဘက်မှာဆက်ပြီးတော့ဆွေးနွေးပေးပါဦးမယ်